ကျွန်တော်ပြည်တော့မှလည်းမရှိဘူးကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒီလေးဒီကြီးဒီတူကြီးတော့ကစားသမားပဲကျွန်တော်လိုစက်ကြီးဘူးတူမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆန်းစုံပါတော့မြန်မာပြည်မှာလည်း၅နှစ်ဆက်လက်ချန်ပီယံဖြစ်တယ်နိုင်ငံတကာပြိုင်ပွဲမှာလည်းချန်ပီယံဖြစ်တယ်မရှုံးဘူးကျွန်တော်ကိုရှုံးနေပတ်တယ်ကိုရှုံးနေပတ်တယ်ကားမရှုံးဘူးเนาะဟာကျွန်တော်အမှ2004ကျကျွန်တော်ကျမ်းမာရေးကြောင့်ကျွန်တော်အဲ့လိုနားလိုက်ရတော့ဟုတ်ကဲ့ဟုတ်နားလိုက်တဲ့ချိန်ကျတော့အချိန်ကျလို့မြန်မာလူဝေးလည်းအခုပြန်ထိုးတယ်အဲ့လိုဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်မြန်မာလူဝေးကြတာအရင်ကျွန်တော် ဟိုလိုက်စားတဲ့ကုန်ခပ်ပြီးရအားလုံးထဲမှာမြန်မာလုံးတွေကျွန်တော်ပူပြီးပူကြိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်မြန်မာလုံးတွေအဲ့လိုပြန်ခိုးထိုးဖြစ်တယ်ဘာပဲဝန်ထမ်းဆိုတော့အဲ့လိုပဲတရားဝင်မဖြစ်ဘူးခိုးထိုးရတာဟုတ်ကဲ့ဟုတ်ကဲ့ ားလုံးမင်္ဂလာဆက်ယူကိမက်ဒီရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champions League တက်အားလုံးလည်းမင်္ဂလာပါဒါကျွန်တော်အခုဒါအားလုံးမဲ့ Norway Club ဖွင့်ပွဲမှာပေါ့နော်ဒါဒီ club ရဲ့ဒါဘဝင်းထွန်းနဲ့အတူဒါဒါ trainer ဖြစ်တဲ့ကိုဟောင်းသူကိုတိုင်းလည်းတပည့်စဉ်နိပြဖြစ်ခဲ့မှုတယ်ပြီးတော့ကိုတိုင်းလည်းဒီတိုက်ခိုက်မှာတိုက်ကွန်ဒိုကစားတယ် ဝူရှူကစားတယ်ကာရာတေကစားတယ်ဘောက်ဆင်ကစားတယ်ဂျူဒိုပြီးတော့အဲဂျူဒိုကစားတယ်ပြီးတော့ဒီယောဂလောက်ဝင်လည်းကစားတယ်ဝါဇနာလည်းပါတယ်ဆိုတော့ကိုဟောင်းကတချို့ပြိတ္တတွေလည်းသိယူသားဖြစ်နေမယ်အဲတချို့ပြိတ္တတွေလည်းမသိကြသေးဘူးဒီအဲ့ဒီပြိတ္တတွေအတွက်ပေါ့နော်ဒါကျွန်တော်ကဒီကိုဟောင်းကိုသူ့ရဲ့ဖြတ်တန်းမှုလေးကိုဒါပြိတ္တတွေကိုတစ်ဆင့်ဝင်မျှပေးဖို့ဒါဒီအင်တာဗျူးလုပ်ဖြစ်တာဖြစ်ပါတယ်အခုမင်္ဂလာပါအခုမင်္ဂလာပါဆိုတော့ဒီကိုဟောင်းက ကျွန်တော်ဆော့ဆော့ပြောသလိုပဲပေါ့နော်တချို့တွေလည်းသိကြတယ်ဒီ level တွေကသူတွေကတော့အကိုအကြောင်းအကုန်သိတယ်ပြီးတော့လည်း level တခုလုံးကအပရိသတ်ထဲမှာတော့သိတဲ့သူလည်းရှိတယ်မသိတဲ့သူလည်းရှိတယ်ပြီးတော့အခုဒါအခုဟိုဒီမှာဒီ club ရဲ့ဒါဟိုလက်ကျင်မှုအနေနဲ့ဟိုဒီမှာလည်းအခုဒါမန်လေးအခြေစိုက်ပြီးတော့ထပ်မြန်မာပြည်ကစားသမားတွေကိုလက်ကျင်မှုကိုတာဝန်ယူထားတယ်ဆိုတော့ကျွန်တော်ကအခုဘဝဖြတ်တန်းမှုလေးကိုအရင်မေးချင်တာပေါ့နော်အခုကဒီတိုက်ခိုက်အားကစားနည်းတော်တော်များများပေါ့နော်အခုလောက်ခဲ့ဦးတယ်ပေါ့အခုအခုဘယ်ကနေဘလို့ စပြီးတော့ဒီတိုက်ခိုက်ရေးတွေကိုစပြီးတော့လေ့ကျင့်ပြခဲ့တာလေဘယ်တိုက်ခိုက်ရေးအားသာနည်းတွေကိုအခုဖြတ်သန်းခဲ့တယ်အဲ့ဒါလေးပါကျွန်တော်ကဘောဒီဘောဟိုတိုက်ခိုက်ရေးအားသာနည်းတော့ပထမဆုံးကတော့ကျွန်တော်တက်ကွန်ဒိုကစားတာဘောအဲ့ဒီမတိုင်ခင်ကတော့ကျွန်တော်ဟိုရီဂူရောအဲ့လိုဂျုံမာကစားနည်းကြီးရီဂူကစားနည်းကြီးကစားတယ်။ဟုတ်တိုက်ခိုက်ရင်မဟုတ်တဲ့အာကစားနည်းကြီးလည်းအခုကစားရတယ်နော်။အဲ့ဒါကြီးကစားပြီးမှကျွန်တော်ကအဲ့ တက်ခိုင်ရေးပဲကစားခြင်းနဲ့စိတ်ဖြစ်တော့ကျွန်တော်ကအလိုကိုပထမဆုံးကစားတာတက်ကွန်ဒိုပေါ့ဟုတ်အဘယ်အတက်ကဘယ်လောက်ရှိပြီလဲအခုကျွန်တော်အဲ့ချိန်တော့ဆိုတက်ကွန်ဒိုကစားတဲ့ချိန်မှာဆိုရင်16 18လောက်ရှိပြီဟုတ်ကဲ့ဟုတ်ဟောဟိုပါဆိုတော့60နဲ့4ဆိုတော့လေဟုတ်ကဲ့အချိန်တော့ဆိုအာတက်ကွန်ဒိုစားကစားရပေါ့ဟုတ်အဲ့လေတက်ကွန်ဒိုကစားပြီးတက်ကွန်ဒိုကစားတော့လေအဲ့လိုခြေထောက်တရတော့အဆင်ပြေတယ်ဆိုပေမဲ့ပေါင်ဆိုင်ကတကယ်ချင်းတယောက်နဲ့အဲ့လိုစပါတယ်လုတ်တယ်ဒါပေမဲ့အခြေကြီးကိုနားလည်ဖို့လေဟုတ်ကဲ့အဲ့လိုလို့တော့ ဟိုလည်းစိတ်ကြိုက်တော့ကဲဒါပဲဒါပဲ तू ကလည်းအတိကတရှိရကိုလည်းထိုးခါတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကြတော့ဒီ possible ရလဲမတက်လို့ရှိဘူးပေါ့အဲ့ဒါဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အဲ့အဲ့တက်ကွတ်ဘူရတော့ပေါ့စင်ပြောင်းကစားတယ်ဟုတ်ကဲ့အဲ့လိုပဲပေါ့စင်လည်းကစားပြီးရောအဲ့လိုပဲတကယ်ချင်းတရားဘူးအဲ့လိုထပ်ပြောလက်ပြန်သေးဘူးဂျူရောတကယ်ချင်းရှမ်းကြီးဆိုတာရှိတယ်ဟုတ်ကဲ့အဲ့ဒီကျွန်တော်အမျိုးသားအစားပွဲတော့မှာသူက ချန်ပီယံတွေပဲဖြစ်ဘူးလေရှမ်းကြီးလည်းအဲ့လိုပဲဒီဟိုကဟိုကပညာအဲ့လိုဖလှယ်ကြတယ်ဆိုတော့အဲ့လိုပေါ့သူလည်းစစ်ကိုသူတတ်တဲ့ပညာလည်းလုပ်ပေါ့ဆိုတော့ကျွန်တော်ကအပါတက်ကိုချေတော့လိုက်တော့ကန်တက်နေပြီလက်ပြီးလက်ထိုးတက်ပြီဆိုအဆင်ပြေပေါ့ကျွန်တော်လည်းခြားတာပေါ့သူလည်းစိတ်ကြိုက်ဆိုတော့အဲ့လိုပဲဘောလုံးခွေးထဲမှာအဲ့လိုပဲဟုတ်ကဲ့အခြေနားလည်းဟူးနေခြားတော့ကျွန်တော်လည်းထိုးရခဲ့တော့သူလည်းသူ့ထပ်ပြီးပူပိတ်အဲ့လိုဖြစ်တယ်အနာခံပြီသူက ကျွန်တော်အသေးရအောင်ဆွဲတာပေါ့ကျွန်တော်ကုတ်လည်းပြီးရောကျွန်တော်အဲ့လိုအဲ့လိုပဲဥချိမတက်ရိုက်တာပေါ့အဲ့လိုကျွန်တော်အဲ့တော့မတည်သေးဘူးပါကျွန်တော်ရိုက်နေလိုက်တာလေထဲပါသွားတယ်အောက်လိုက်ရအောင်ကျွန်တော်အမအစုတ်ဒီကွာလာအောင်မေးရတယ်ကျွန်တော်ဒါအနာလည်းကျွန်တော်အော်ဒီပညာလက်သင်တာမှာဖြစ်နေဆိုပြီးတော့ကျွန်တော်အဲ့အဲ့လိုဂျူရိုပညာထပ်ပြီးအဲ့လိုသင်တယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့သင်နေကျွန်တော်အပြင်ဦးလံဟိုဘောညံတော့ဖျားပွဲရှိတယ်ဒီအမှကျွန်တော်ဟိုဘော အဲဖေဖော်ဝါရီလဝန်လာပိုင်းမှာသပုံမှာကျွန်တော်တို့မြို့လုံးမှာခေါ်တော့တချို့ကတော့ဆောင်ကြုံပွဲလို့လည်းခေါ်ကြအဲအေးတဲ့ချိန်ဆိုတော့ဖေဖော်ဝါရီလဆိုတော့အမှမြန်မာလူဝေးဟိုစကိုင်းဦးကြောင်းသားရပွဲလုပ်တယ်ဆိုတာပထမဆုံးအဲမြန်မာလူဝေးထိုးမှုချိန်တယ်ဆိုရင်စာယူဝင်ထိုးတာအဲမှာထိုးရင်းနဲ့မြန်မာလူဝေးထိုးဖြစ်တယ်ပေါ့အဲ့လိုဒါပေမဲ့ကျွန်တော်တွေကဟွာဘောဝန်ထမ်းဆိုတော့အဲ့လိုတရားဝင်ထိုးဖို့မရှိဘူးမြန်မာလူဝေးကထိုးရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါနဲ့ အဲဝူရှူကြတော့ကျွန်တော်နောက်ဆုံးကစားတဲ့အာဇာနည်ပေါ့ဟုတ်ကဲ့ဝူရှူကြတော့ကျွန်တော်66ကျမှဝူရှူပြောင်းကစားတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်အဲအချိန်မှာတော့ကျွန်တော်အဲ့လိုမျိုးပေါ့စိထိုးတဲ့ဟိုတက်ကွန်ဒိုလေးကစားတယ်ဂျူကစားတယ်အဲ့လိုမျိုးဟုတ်ကဲ့ဟုတ်ကဲ့ပြီးယူရလုံးဝအဲ့လိုမျိုးခိုးထိုးတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးလုပ်ခဲ့ဟုတ်အော်ဝူရှူကစားတော့ဘယ်အချိန်နေဘယ်အဆင့်ထိရောက်လဲဝူရှူကြတော့ကျွန်တော်က69မှာဝူရှူအဲ့လိုပြောင်းကစားတယ်ပေါ့နော်အဲ့မှာအဲ့နှစ်မှာစပြောင်းကစားတယ်ပဲကျွန်တော်လက်ရှိမြန်မာလေးဆို ဟိုခံသွန်းထားတဲ့ကစားသမားကိုနိုင်တယ်ပေါ့ကျွန်တော်အုပ်စုမှာနိုင်တယ်ဟုတ်ကဲ့တူနိုင်ပြီးတော့နောက်ပဲနောက်ပွဲတွေကျကျွန်တော်အခုခြောက်သွားတာပဲအဲ့တပွဲတော့ကြက်တာပေါ့ဟုတ်ကဲ့တူလည်းနိုင်ပြီးကျွန်တော်နောက်ပဲအမှစပြီးချန်ပီယံဖြစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့တထောင်ကြတော့ကျွန်တော်ပနာမလေးရွေးခဲ့ရတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အမှတော့ရှောက်ဒီတော့မှ96ခုနဲ့ပြီး2003အထိပေါ့ငါးနှစ်တည်တည်ပေါ့ဟုတ်ကဲ့ဒီမှာပြီးမှချန်ပီယံဖြစ်တယ်ပေါ့ဟုတ်ကဲ့56ကီလိုပေါ့ကျွန်တော်ဝေတမ်းမှာဟုတ်ကဲ့အဲ့ဝေတမ်းမှာတော့လက်ရှိဒီကျွန်တော်အမှငါးနှစ်ဆက်လိုက် မြန်မာပြည်မှာချန်ပီယံဖြစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါ2003စီဂိမ်းပေါ့ကျွန်တော်22ကျင်းစီဂိမ်းကြတော့မြန်မာကူစားပြုပြီးကျွန်တော် BNN နိုင်ငံမှာအဲခန်းတိုင်းမှာဟုတ်ကဲ့အဲမြန်မာကူစားပြုသွားပြန်ရတဲ့စီဂိမ်းမှာဟုတ်ကဲ့ကျွန်တော်က56ကီလိုတန်းမှာအဲစီဂိမ်းမှာကျွန်တော်ချန်ပီယံဖြစ်ခဲ့ဟုတ်စီဂိမ်းရွှေစိတ်စုဆင်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲမှာကျွန်တော်ချန်ပီယံဖြစ်ခဲ့တယ်ဒါနဲ့ကျွန်တော်နားတဲ့အထိပေါ့ဒီဝူရှူးနဲ့ပတ်သက်တခြားအာဇာနည်တော့နိုင်တာရှုံးနေရှိတယ်ရှုံးတာလည်းရှိတယ်ပေါ့ ျွန်တော်တမဲ့ဒီဝီရှူးဒီဆန်းဆိုလည်းပတ်သက်လို့ရှိရင်တော့ကျွန်တော်ကမြန်မာပြည်မှာ၅နှစ်လုံးမြန်မာပြည်မှာလည်းချန်ပီယံဖြစ်တယ်နိုင်ငံတကာပြိုင်ပွဲမှာလည်းမရှုံးဘူးဟုတ်ကဲ့ကျွန်တော်ပြည်တွင်းမှာလည်းမရှုံးဘူးကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒီလေးဒီကြီးဒီတူးဒီတော့ကစားသမားပဲကျွန်တော်လည်းစက်ချင်ဘူးတူးမှမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဝီရှူးဆန်းဆိုမှာတော့မြန်မာပြည်မှာလည်း၅နှစ်ဆက်လက်ချန်ပီယံဖြစ်တယ်နိုင်ငံတကာပြိုင်ပွဲမှာလည်းချန်ပီယံဖြစ်မရှုံးဘူးကျွန်တော်ကမရှုံးတဲ့ပတ်သက်ဘူးရှုံးတဲ့ပတ်သက်တော့မရှုံးဘူးเนาะကျွန်တော်အဲမှာ2004ကျွန်တော်ကျမကြီးကြောင့်ကျွန်တော်အဲ့လိုနားလိုက်ရတော့ဟုတ်ကဲ့နားလိုက်တဲ့ချိန်ကျတော့ အခြေချလို့မြန်မာလူဝေးလည်းအခုပြန်ထိုးတယ်အဲ့လိုဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်မြန်မာလူဝေးစားကအရင်ကျွန်တော်ဟိုလိုက်စားတဲ့ကုန်ခပီးရအားလုံးထဲမှာမြန်မာလူဝေးကျွန်တော်ပူပြီးပူကြိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်မြန်မာလူဝေးအဲ့လိုပြန်ပြန်ခိုးထိုးဖြစ်တယ်ဟုတ်တယ်ဒါပေမဲ့ဝန်ထမ်းဆိုတော့အဲ့လိုပဲတရားဝင်မဖြစ်ဘူးဟုတ်ကဲ့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 အဲ့တော့အခုချက်တန်းမှုက တကယ်ပိုင်းပညာတိုက်ခိုက်ရေးပညာတွေနေပြီးအခုဖြတ်တန်းခဲ့ရနော်ဟုတ်ကဲ့64ကနေပြီးတော့2004အထိဇနစ်တာကာလတစ်ခုလုံးပေါ့နော်ဒီဟာနဲ့အခုတဘောကဂျပန်ယူရာအာဂဇာနီကိုရီးယားယူရာအာဂဇာနီဟာလာတရုတ်ယူရာအာဂဇာနီအခုအကုန်ကစားခဲ့ရနော်အဲ့ထဲမှာနောက်ဆုံးအခုယူရလဝေကတော့အခုအသေးထဲမှာအနှစ်အနှစ်ဆုံးပေါ့ဟုတ်ကဲ့ကျွန်တော်ကအဲ့လိုပဲတက်ကွက်လုပ်ကစားနေချင်းလဲယူရလဝေခူထိုးတာမျိုးလုပ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကလို့ ဟိုပေါ့စင်ထိုးလေးအချိန်လဲယူရခုထိုးတာမျိုးပေါ့အဲ့လိုမျိုးကျွန်တော်တွေကြတော့တရားဝင်ခုမတူထားဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့လိုမျိုးဖြစ်တဲ့ချိန်ကျတော့ခိုးလို့ရတာပေါ့အဲ့လိုကျွန်တော်အဲ့မှာတခုမေးချင်တာလေမျိုးရလဝိနဲ့အခုဒီအခုကဝူရှုကြတော့အခုတကယ်တခါမှမောင်မရှုံဘူးဘွားမှာဟုတ်ကဲ့ဟုတ်ကဲ့တော့ဒီနိုင်ပြိုင်ပွဲအဆင့်နေပေါ့နော်ပြိုင်ပွဲပြီပါဟုတ်ဟုတ်ပြည်တွင်းပြီပါရွေးရလဝိနဲ့ဒီဝူရှုဝူရှုကအခုတော့အတိုက်ပေါ့အဆန်းဆိုဟုတ်ကဲ့ဆန်းဆိုဟုတ်ကဲ့အတိုက်အဲ့ဝူရှုအတိုက်ပုံစံနဲ့ဒီရွေးရလဝိ ကတိုက်ခိုက်တဲ့ပုံစံနဲ့ကြတော့ဟိုပါးရီကွာလိုက်ပေါ့ကွာခြားချက်ကတော့ပြောမစေကျွန်တော်ဝူရှုမှလည်းလို့လက်ပြန်နေပါတော့ရိုက်လို့ရတယ်ဟုတ်ကဲ့အဓိကကွာခြားချက်ကတော့ကျွန်တော်ခေါင်းတိုက်လို့မရတာရေတည်ရမလားဒူးတိုက်လို့မရတာဒါပဲကွာပါလေဟုတ်ကဲ့ဟိုဂျန်နေဥစားကလက်ပြန်နေလည်းရိုက်လို့ရတယ်ခုနပြောလို့ယူရလဝေးပါလည်းရိုက်လို့ရတယ်ကျွန်တော်ဒီဝူရှုမှလည်းလက်ပြန်လည်းရိုက်လို့ရဟုတ်ကဲ့ဟုတ်ကဲ့လက်ခုံတွေလည်းထူးလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့စားဆိုတော့ဟုတ်ဟုတ်ဟိုနောက်တစ်ခုကတော့ အဓိကတော့တခြားတက်ခိုက်ရေးအာဇာနည်တွေလည်းမတူတာကတော့ရိုးရလောက်ရတော့မာကုံကတော်တော်လေးကိုကျန်တဲ့ဘေးတက်ခိုက်ရေးအာဇာနည်နဲ့မှမတူဘူးဟုတ်ကဲ့တော်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 လေးကိုမာကုံလူရောအသေးရောမာမာရအောင်နော်အဓိက အသေးပမာဒီဟိုဒီအာဇာနည်ကိုကစားလို့မရဖြစ်နိုင်ဘူးဖြစ်နိုင်ဟုတ်ဖြစ်လေအဖြစ်လောက်ပဲဖြစ်မှာဟုတ်ကဲ့ဟုတ်ကဲ့အောင်မြင်တဲ့ကစားမှမဖြစ်လာနိုင်ဘူးအဓိကကအသေးဆွဲကနံပါတ်1ဖြစ်နေရတော့ယူရလက်ဝေးကြတော့လေဟုတ်ကဲ့အဲ့တော့အရေးကြီးဆုံးကအသေးဆွဲဖြစ်နေတာဟုတ်ဟုတ်နေ့စနေ့ပိုင်းကတော့နောက်မှလာတာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဓိကအဲ့လိုဖြစ်နေစတာအော်ကျွန်တော်ကဒီယူရလက်ဝေးကိုပြီးတော့ပြီးတော့မှမေးမယ်ပေါ့နော်အခုအရင်မေးချင်တာအော်အခုဒီကစားသမားဘဝကနားလိုက်ပြီလက်ဝေးနီးပြ ကျွန်တော်လေးရင်စင်ဒီပြကိုကျွန်တော်က2010ကနေစပြီးတော့လေးရင်စင်ဒီပြကိုတရောင်းစကားစင်ကူစီကိတ်ဒီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်2017 Indo CA 2013မြန်မာပြည် Asian ပေါ့2015စင်ကူစီကိတ်ပေါ့လေးလေးရင်စင်ဒီပြကို2010နဲ့ကျွန်တော်6နှစ်တိနေလောက်ခဲ့အဲ့တော့ဒီဘယ်သူတွေအခုထွက်ပေါ်ခဲ့လဲအခုအခုအခုကျွန်တော်တပည့်အထဲမှာတော့အခုဟိုဒီမင်းကလေး58ကီလိုရန်ကစားတဲ့ ဟိုဟာဘောလက်လာဝဲဆိုကျွန်တော်အင်ဒိုနီးရှားစီဂိတ်ကျွန်တော်ဟိုဟာ2000နဲ့7ပေါ့ဟုတ်ကဲ့အဲ့မှာတော့ငွေရတယ်ဟုတ်ကဲ့ဟုတ်သူအဲ့ဒီသူသူလည်းစီမီဖိုင်နယ်မှာဆိုရင်လက်ရှိသူအဲစီဂိတ်ချန်ပီယံကိုပဲနိုင်ခဲ့တာပဲသူဟုတ်ကဲ့ဟုတ်ကဲ့နိုင်ပြီးမှဖိုင်နယ်မှာပြန်နိုင်အောင်ရှုံးသွားလို့ငွေစရခဲ့ဘူးဟုတ်ကဲ့ဟုတ်ဟိုဒီပြဘဝမှာတော့အောင်မြင်မှုကတော့ ့ငွေတစိတ်ဒီနဲ့ကြီးတစိတ်အဲ့လိုမျိုးပဲရွှေတော့မပေါင်းကာလာတော့ဝင်တယ်ပေါ့နော်ဟုတ်ကဲ့ကာလာတော့ဝင်တယ်ဒါပေမဲ့ရွှေရောင်မဖြစ်ခဲ့ဘူးရွှေရောင်မဖြစ်ဘူးဟုတ်ဟုတ်ဟာကျွန်တော်ကျွန်တော်နောက်ပိုင်းလေကျွန်တော်မြန်မာပြည်ကတော့စားစုံနဲ့ပတ်သက်လို့ရှင်တော့ရွှေတစိတ်အခုချိန်ထိစီးကင်းမှာပြန်မရပြန်မရနော်ဟုတ်ဟိုကျွန်တော်ရခဲ့တာလေကျွန်တော်တယောက်တည်းပဲရှိတယ်တယောက်တည်းပဲရှိတယ်နော်ဟိုအစင်းဆက်ကျွန်တော်မြန်မာနိုင်ငံဝူရှူအဖွဲ့ချုပ်ဟိုပေါ့ မှာကျွန်တော်ဒီဆန်းစိုးအာဇာနည်နဲ့ပတ်သက်လို့အရှိတော်ဆက်ချန်ပီယံဖြစ်တာဆိုတော့ကျွန်တော်ပဲရှိခဲ့တာပေါ့ကျွန်တော်အရှိပါလည်းမရှိဘူးကျွန်တော်နောက်မှလည်းမရှိဘူးဒီဒီဂျီဒီကျွန်တော်အမြင့်ဆုံးငွေတစ်စိတ်နဲ့ပဲဂျင်းရကြဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အမျိုးသမီးလည်းအကူလည်းသိပါတယ်ကျွန်တော်အမျိုးသမီးလည်းသူလည်းအခုဆိုစီးကိန်း၄ခါပြိုင်တာပေါ့သူလည်းငွေနှခါကြီးနှခါပေါ့ဟုတ်သူလည်းရွှေမရရွှေမရဟုတ်ကဲ့သူလည်းအဲ့တော့ဟိုမျိုးသက်တွေရောအခုအခုအခုမျိုးသက်တွေရောဒီ အဲ့မျှော်လင့်ထားသေးလားကျွန်တော်အခုလက်ရှိနေထားနေရတော့မဖြစ်နိုင်ဘူးပေါ့ကျွန်တော်ဟိုပေါ့အခုလည်းသိတာပဲကျွန်တော်မြန်မာပြည်ကအားစားနေထားကတပတ်တစ်ကဘာဖြစ်လဲဆိုတော့ကျွန်တော်ပြိုင်ပွဲတွေမရှိဘူးဟုတ်ကဲ့ပြိုင်ပွဲမရှိတော့အောင်မြင်ဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးအနိကအနိကတနေ့လုံးနေမှာအခုကတပွဲလို့လေ့ကျင့်ပြီးသွားအောင်ဒီနေ့နေ့တိုင်းတစ်ခုတပွဲလေးပြန်ရတာဆိုတော့ပွဲတစ်ကြိမ်ကအရင်မရှိဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်က တက်ခိုက်ဧကစားလေးဆိုပူဆိုးတော့ဗောဟုတ်ကဲ့ဟုတ်ကဲ့ပွဲရည်အတွက်များလေးအတွက်ကြုံများလေးအစီအစဉ်လေ့ကျင့်တာတစ်ခုထဲနဲ့ကအလုံးမဖြစ်ဘူးဟုတ်ဟုတ်တာဗောဟုတ်ကဲ့အခုကအဓိကပြဿနာကပြိုင်ပွဲမရှိတာဗောဟုတ်ကဲ့ဟုတ်ပြိုင်ပွဲမရှိမရှိတဲ့အချိန်ကျတော့သူ့ရဲ့ကစားပေါက်ပထမဥပမာဗောပြိုင်ပွဲတွေများတယ်ဆိုရင်တော့တပွဲချင်းစီရယ်ဗောတော့ကိုယ့်ရဲ့အားနည်းချက်အသာချက်ကိုပြင်ပြင်ပြင်သွားလို့ရတယ်တော့ပွဲတော့ပွဲစီဆိုတော့အများကြီးကောင်းလာနိုင်တယ်ဒီသေးတွေအခုကျတော့ဘာပွဲမရှိတော့လေ့ကျင့်ရတာရန်ကောင်းတယ်ဆိုပြီးမြဲ ဟိုဘာပြိုင်ပွဲရတာလို့ပေးတဲ့အချိန်တွေရှိတယ်စေရဲ့အချိန်တွေရှိတယ်ဟုတ်တယ်ဟုတ်အဲတိုင်နေချိန်ပြိုင်ဖက်အချိန်ကွာရှိသေးတယ်ဆိုတော့ဒီကစကားပြောပါမလွယ်ဘူးအဲ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 အတွေ့အကြုံကတော့အေးဟုတ်တယ်ဟုတ်တယ်မဖြစ်နိုင်ဘူးဒီအဲ့လိုကိုကျွန်တော်အမြင်ရတာမဖြစ်နိုင်ဘူးလို့မထင်ဘူးဘာလို့လဲဆိုတော့အဓိကပြိုင်ပွဲမရှိတာလေဟုတ်ကဲ့ဟုတ်မရှိတော့လူလက်ရည်ကဘလို့မခတ်မလို့ညဟုတ်ကဲ့ကျွန်တော်ရှင်မဒီလူဖြစ်နေချိန်မှာသူကနိုင်ငံတကာကျွန်တော်ပြိုင်ဖက်နိုင်ငံကြီးကသူတို့ကပြိုင်ပွဲတွေတောက်လျှောက်ဝင်နေကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ချိန်ကျတော့သူတို့က ဟိုသူကပြိုင်ပွဲကွင်းကိုသူတို့ရဲ့လက်ချေကွင်းလို့သတ်မှတ်လို့ရနေတာဟုတ်ဟုတ်တော်တွေကျတော့အဲ့လိုပုံဟုတ်လက်ချေကွင်းနဲ့ပြိုင်ပွဲကွင်းကတက်တက်စီဖြစ်နေတာစိတ်စိတ်ထဲကကစားသမားတွေကပါခါယူချက်ကဟာဒါပြိုင်ပွဲဆိုရယ် PR တွေကအရင်ကတော့မခံနိုင်ဘူးဟုတ်ကဲ့အဲ့တော့အဲ့တော့အဲ့တော့ပြီးပါပြီကွအဲ့တော့ဒီရိုးရလုံးဝင်နေပတ်သက်ပြီးတော့ဟုတ်ကဲ့နီးပြဘွားကိုဟိုဘယ်လိုစပြီးတော့ဝင်ဖြစ်တာလဲကျွန်တော်က အဲ့လို2015စီကူစီဂိမ်းပြီးရလဲကျွန်တော်လေယူစလီပြားလေပြီးတော့ကျွန်တော်ရဲ့အဲ့လိုနားချစ်တယ်ပေါ့ကျွန်တော်အဲ့လိုလူကြီးတွေလည်းတင်ပြပြီးတော့ကျွန်တော်လည်းအဲ့လိုလေယူစလီပြားနဲ့ထွက်လိုက်ပြီးပေါ့ကျွန်တော် ပြေဦးလွယ်ကိုပြောင်းရွှေ့တာပေါ့ကျွန်တော်ပြေဦးလွယ်အာကာကိုပြောင်းရွှေ့ပြီးတော့ပြေဦးလွယ်ကြတော့ကျွန်တော်2016မှာကျွန်တော်ကကျွန်တော်အာသာကွေးရလည်းရှိတယ်ကွေးလေ့ကျင့်ရုံနေရလည်းရှိတော့ကျွန်တော်ကအဲ့မှာ2016မှာကျွန်တော်က အဲတောင်ဆလတ်ယူရလို့ကလပ်ဆိုပြီးကျွန်တော်ထောင်းလိုက်တယ်ဟုတ်ကဲ့ကျွန်တော်ကလပ်လို့အခုကိုရိုင်းကကျတော့ကစားသမားဘဝမှာဇလက်နီဆိုတဲ့နာမည်ဟုတ်ကဲ့ကျွန်တော်ဇလက်နီဆိုပြီးကျွန်တော်ကလပ်ကိုကျတော့တောင်ဆလတ်ကလပ်ဆိုပြီးကျွန်တော်အဲ့လိုလုပ်တယ်ဒါအခုတို့ဒီအခုဒါလူမျိုးကိုကိုစားပြတာပေါ့ဟုတ်ကဲ့ကျွန်တော်တောင်ဆလတ်ဆိုကျွန်တော်ကျွန်တော်ချင်းလူမျိုးတွေဆိုတော့ဟုတ်ကဲ့ဟိုအောက်ချင်းခင်းနဲ့တောင်ဆလတ်ဟုတ်ကဲ့တောင်ဆလတ်ဘက်နဲ့အောက်ချင်းခင်းကကျွန်တော်ချင်းကြီးရဲ့အမတ်တင်ကြီးသားလို့ပြောတယ်အဲ့ဒါနဲ့တလက်စားတယ်ဒီဂျော့ရှွာဗန်လေးရောဝမ်းမတော်ဘူးလားဝမ်းတော်တာကကျွန်တော်ဘယ်လိုပြောလဲဒီလိုမျိုး ွာဖြစ်နိုင်တယ်ဒီလိုဖြစ်သွားတာဆိုလဲဝင်တာတယ်လေကိုယ်ချင်းပဲဘာသာစကားမတူဘူးဆိုပေမဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုသူကတော့မြောက်ပိုင်းချင်းပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟာခါဆိုတော့ကျွန်တော်တွေကမင်းနဲ့ဆိုတော့ဟုတ်ကဲ့ပိုင်းပေါ့ဒါပေမဲ့အဓိကတော့ဟိုချင်းကချင်းပါပဲဒါပေါ့ဒါပေါ့ဟုတ်တာပေါ့ဟုတ်တာပေါ့ဘာသာစကားမတူဘူးဆိုတော့ကျွန်တော်တို့မေးတာပါဟုတ်အခုဒီနေ့ချင်းဝင်တာတယ်ဟုတ်ဆက်ပြောပါအောင်ကိုအဲ့ဒါနဲ့ဒီတောင်စလက်ဆိုတဲ့ကလပ်ကိုကျွန်တော်တောင်စလက်ကလပ်ကိုကျွန်တော်စပြီးတော့စပြီးတော့ စားလို့တချင်ကြတော့ကစားမတော့တယ်ပေါ့ဟုတ်ကဲ့အောက်ချင်းလေးရယ်ဆက်လက်တွေ့ရင်မင်းထမတ်ရယ်ပေါ့အဲ၃ရောက်နဲ့စားလို့ခဲ့တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့တော့ဘာကျွန်တော်2016မှာစပြီးလုပ်တယ်2019ကျတော့ကျွန်တော်အောက်ချင်းလေးဆိုရင်ရွှေကပတ်ချန်ပီယံဘူလူပွဲထိရောက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော် ECHO Award ရကုန်မှာဖြစ်နေချိန်မှာအဲ့ဒါ तू ကမိသွားတော့ဟုတ်ကဲ့ပထမနှစ်ပွဲလုံးကို तू ကကွာတာစီမီနှစ်ပွဲလုံးကိုကိုဂီဦးရင်းနဲ့နိုင်တယ်အောက်ချင်းလေးဟုတ်ကဲ့ဟုတ်ကဲ့အဲ့နေကျတော့အဲစိုးဝန်တန်းတဲ့ပွဲမတိုင်ခင်မှာ तू က ဖြစ်သွားတာဟုတ်ကဲ့ကျွန်တော်အောက်ဆန်းကူမှာတင်းနေချင်းကြတော့ဟုတ်ကဲ့အဲ့မှာဖြစ်သွားတာပလင်းတွေမှာချိတ်ရချင်းကြတော့ဟုတ်ဟုတ်ဖိုင်တယ်ကြကလေးကမယုံနိုင်တော့ဘူးအဲ့တော့ဒီဒီကခုန်ကြီးကွဲလာတော့သွေးမထွက်ပါဘူးကျွန်တော်အဲ့တော့ဒုံသွားတာဟုတ်ကဲ့ဟုတ်အဲ့ဒါပေမဲ့ငါချီကြီးအောင်တော့သူထိုးတယ်အောင်ချင်းလေးကအဲ့မှာငွေဖြစ်သွားဟိုပါဘောအတူတူရဖြစ်သွားတာပေါ့အမှတ်နဲ့ပြရှုံးပါအခုအောက်ချင်းလေးရဲ့လက်ဦးဆရာအကိုဟုတ်ကဲ့နော်ဟိုရိုးကလက်ဝေးနဲ့ပတ်သက်လို့ရှိရင်ဒီကလေးတွေကကျွန်တော်ရဲ့ laptop ပြီးဟုတ်ဟုတ်အောက်ချင်းလေးအခုဝမ်းချမ်းဖြစ်သွားကစားပြီးတော့ ရှုံးသွားတဲ့အခါကျွန်တော်ဘလို့ခံပါ့လဲကြည့်ပြစ်လိုက်ဝဲကြည့်ပြစ်တယ်အော်အဓိကတော့ဟိုပါဘောသူကကျွန်တော်အောက်ချင်းလေးရဲ့အကျေကျွန်တော်လက်တည်ရေလေဘာလို့ဆိုတော့ तू ကပေကျော်နေလုံးဝမထိုးတတ်ဘူးဘာလို့လဲကျွန်တော်ကဘယ်မှာစပြီးပထမဆုံးစသည်လေဆိုတော့ကျွန်တော်ဒီမန္တလေးပွဲမှာဟုတ်ဆော့ရွှေလေးတက်ထိုးတယ်ဟုတ်ကဲ့ तू မထိုးတတ်ဘူးဟုတ်ကဲ့အဲ့တပွဲတော့မြူးလွန်ပွဲကျတော့ကျွန်တော်အော်အဲ့ဆိုးလူလို့ရှိရပဲထိုက်ဆက်တက်ထိုးတယ်ဟုတ်အဲ့လိုနဲ့လေအဲ့ဒီပဲ ပဲကြော်မထိုးတတ်ဘူးနောက်စကိုင်းမှာကြော်သွားဝင်းနဲ့ထိုးတော့ကြော်သွားဝင်းရဲ့ဘေကင်းခင်းမဆော့ဟာသူမလုတ်တတ်တော့အော်အော်ကြော်သွားဝင်းနဲ့ထိုးတော့လည်းအဲ့လိုမျိုးပဲသူပေးပြီးကျွန်တော်ကတာမှာတက်ပိုင်ဝင်နဲ့ထိုးလဲအဲ့လိုပေးပေးကြော်ရဆိုသူကထိုးရတာကပေးကြော်သူမထိုးတတ်တာပေးကြော်ဟိုဘူဆိုးတာကဟာကြရမ်းกว่าသွားဘူးဆိုတော့ဟုတ်တာအချင်းကြတော့တော်ပြီသူကအဓိကကတော့ပေါ့ဈားထဲမှာသူကမလေးရှားမှာသူကအလုပ်သွားလုပ်တယ်သူရင်းစီချမ်းမှာအလုပ်သွားလုပ်တယ်ဆိုတော့ ိုလက်ဝိတ်လောကနဲ့ပြတ်သွားတာအဲ့ဒါနည်းနည်းလောက်ပြတ်သွားတော့အခုမှလက်ဝိတ်ပြန်တို့ချိုးချင်လို့ပြန်လာတာဆိုတော့လေငကူလက်ရည်ပုံစံမျိုးမဟုတ်ဘူးလေအရင်တော့အခုလည်းမြင်တာပဲသူရေးသိနေတဲ့ထိုးတဲ့ချိန်မှာသူအဲ့လိုချိန်တော့လက်ရည်တွေအရင်ကောင်းတယ်အများကြီးကောင်းတယ်အခုကငကူလက်ရည်သူပြန်မရသေးတာအဲ့လိုပြတဲ့ချိန်မှာတကယ်ဟိုမှာကြောက်လဲပင်ကြောက်တဲ့သွားတွေ့တယ်ဟိုက်ကလည်းအရင်ကောင်းတဲ့ချိန်ကြတော့လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်သွားတာဟုတ်ကဲ့ဟုတ်နောက်ပိုင်းတော့သူလည်းခု ကိုကတော့ပန်ကောက်မှသူလေးပြန်လုံးနေလေဟုတ်လို့နေဆိုတော့နောက်ပိုင်းတော့သူအဆင်ပြေမှာပါဟုတ်တယ်ဟုတ်သူကသူရဲ့ height သူလည်း height သူဆိုတာတကယ်တော့ right ball right ball ရှိစေသူတော့အဆင်သူတော့ပြန်ပါပွဲလေးကောင်းပါဟုတ်ကဲ့အခုကသူကဆော့ဘောကိုမထိုးတတ်တော့သူအဆင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့တော့အဲ့လိုနဲ့ပါဗျာဒီကျွန်တော်တို့တကယ်တော့ကွာဦးနဲ့ကျွန်တော်ရဲ့ပြောရင်အများကြီးပြောရမှာကျွန်တော်တို့အချိန်ကန့်တလေလေဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော် ဒီအခုဒါလက်ရှိနောက်ဆုံးလုပ်နေတဲ့ဒီအားလုံး Miss Club ပေါ့နော်ဟုတ်ကဲ့အခုနီးပြဒါကိုဝင်းထွန်းနဲ့တွဲပြီးတော့ဒါမျိုးသက်တဲ့လူငယ်တွေကိုကိုကင်ပြီးပြီးမယ်အခုမှအဲ့အတွေ့အကြုံလည်းရှိတယ်ဟုတ်ကဲ့နော်ဆိုတော့ဘလို့ကစားသမားတွေထပ်ပေါ်လာမယ်လို့ထင်လဲပြီးတော့ကစားသမားတွေကိုအခုတို့ဘယ်လောက်ထိမျှော်လင့်ထားပြီလဲဒီ Club အတွက်အဲ့ဒါလေးတစ်ချက်တော့ပြောပြပါဦး ကျွန်တော်ကတော့ပထမဆုံးဒီဟုတ်လာတဲ့ကစားသမားတွေကိုအရင်ဆုံးသူတို့ကြည့်ရမှာပေါ့ကြည့်ရမယ်ဆိုတာကတော့အဓိကတော့အရေးကြီးဆုံးကလည်းကစားဘယ်ဘလူးကစားမဖြစ်အဓိကတော့စီကံပေါ့နော်စီကံပိုင်ကောင်းမယ်ပြီးလို့ရှိရင်ဟိုစိတ်ကပိုင်ရီမန်းချက်မြင့်မြင့်မားမားထားတဲ့ကစားသမားမျိုးဆိုရင်တော့သူကအတိုင်းအတာတစ်ခုကိုသူကအောင်မြင်ဖို့ကငြင်းမယ်ဟုတ်ကဲ့တကယ်လို့ခုနပြောလို့ပေါ့ဟို စားလဲဒီစိအဲ့လေဒီစိအဲ့လိုစိတ်မျိုးမရှိတဲ့ကစားသမားကြတော့အောင်မြင်မှုကနှေးမှာပဲဟုတ်ကဲ့ဟုတ်ကဲ့ဒီအပေါ်မှာယူသွင်းနေတဲ့ကစားသမားဆိုရင် तू ကသူ့ရဲ့လိုအပ်တဲ့ဥစ္စာကိုကျွန်တော်တို့ကဖြည့်ဆည်းပေးဖို့ပဲဟုတ်ကဲ့ဟုတ်ကဲ့သူ့သူဖြစ်သွားမှာဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမဟုတ်ဘူးဆိုတော့ခုနကပြောလို့ပေါ့တွန်းတင်ရတဲ့ကစားသမားထက်စာရေးကိုရန်စိတ်ပါဘူးကိုရန်ပံ့ပိုးပေးရသူကပံ့ပိုးပေးရတဲ့ကစားသမားမျိုးဆိုတော့ကျွန်တော်ကြုံကြည်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တောင်ဇလက်ကလပ်ကိုလုပ်ခဲ့တဲ့အလီသားအရာဆိုရင်ဟို ဒီလိုပဲလေဟိုအဆအဆရတာပဲနော်အောင်မြင်ဖို့ကဘခင်ဖို့ကျွန်တော်အခြေအများကြီးယူအောင်ဟုတ်ကဲ့ဟုတ်ကဲ့တော့ဆက်6မှာကျွန်တော်လုပ်ခဲ့တယ်နောက်ဆက်ခွဲဆိုအောင်မြင်နေပြီတောင်ဇလတ်ဆိုဒီပြည်နယ်တစ်ခုလုံးလဲတောင်ဇလတ်ကိုပြည်နေဟုတ်ကဲ့ဟုတ်ကဲ့နောက်ပဲ16 16ဆိုရင်ဟုတ်ကျွန်တော်အောက်ချင်းသေးတယ်ဆိုဂျပန်မှာ main fight ဒီမှာသွားထိုးတယ်ဟုတ်ကဲ့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 ဆောကလေးတွေပဲဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီမှာလဲဒီလူမဖြစ်နိုင်တဲ့အကြောင်းမရှိဘူးဟုတ်ကဲ့ဒီကကတော့ကျွန်တော်ခုနအခုပြောတဲ့လူပဲအရေးကြီးတာကခုနတော့ဒီ ဒီဘောပါတကယ်ကိုရွတ်တဲ့ခုံပေါ်နဲ့ခုံမင်းနဲ့ဟုတ်ဟုတ်တကယ်ဖြစ်ချင်တယ်တကယ်ထူးချွန်ထက်မြက်ချင်တယ်အောင်မြင်ချင်တယ်ဒီဘောမှာယူတွေ့တဲ့ဒီအားစားလေးကိုချစ်မြတ်လို့ရစီစိတ်နဲ့ပေါ့နော်ဟုတ်ကဲ့ဟိုတကယ်ကိုစည်ရင်အမှန်နဲ့အဲ့လိုမျိုးရောက်လာမယ်ကဘာပါဆိုရင်ကျွန်တော်တွေကမြဲမြဲဆန်းဆန်းသူ့ကိုတိုးတက်အောင်လုပ်ပေးဖို့ကမခက်ခဲဘူးအဲ့လိုမျိုးဘုံဘုံကကျွန်တော်တွေကတိုးတအားကိုတွန်းတင်နေတဲ့ဟိုလိုရမလို့ဟာဆိုတော့မလွယ်ဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အော်နောက်ဆုံးတစ်ခုလို့ပေါ့နော်ကျွန်တော်ရက်မယ်ဆုံးပါပဲ အဲ့တော့ဒီအခုဒီမန်လေးနဲ့အနီးတဝိုက်ပေါ့အထက်မြမာပြည်ကဒီအပွဲလောက်ရောကစားကျင်တယ်ပွဲအတွေ့အကြုံမရှိဘူးဒါပေမဲ့ဟိုအရင်ဒီလောက်ရောလောကတွေကိုဝင်ကျင်တယ်ဆိုတော့လူငယ်တွေရောဒီအခုတို့အနေနဲ့ဖိတ်ခေါ်လာဟုတ်ကဲ့ဒီမှာတော့အဲ့လိုမျိုးပြောထားတာကတော့အဲ့လိုမျိုးကစားကျင်တယ်ကလပ်မှနေတယ်အဓိကအဲ့လိုမျိုးဒီပေါ်မှာတကယ်အဲ့လိုစိတ်ကိုနှစ်ပြီးတကယ်လှုပ်ချင်တဲ့ကလေးတွေဆိုတော့ဒီမှာ နေထိုင်စားရတော့ယူလေကိုလို့ဒီကဒီကလပ်မှာပဲအဲ့ကလပ်မှာပဲစားကလပ်မှာလေးချင်းပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးတတ်မှတ်ထားတာရှိပါတယ်ဟုတ်ကဲ့ဟုတ်နောက်တစ်ခုကကျွန်တော်ကဟိုကတော့အဓိကအသက်ရွယ်ပေါ့ဟုတ်ကဲ့ကျွန်တော်ကပြန်ကြည့်ရမှာကျတော့သူ့ရဲ့ရံပေါင်းသူ့ရဲ့အသက်ရွယ်ကိုလို့ကြည့်ရမှာပေါ့သူ့အတန်းတန်းနဲ့ရောက်ဖို့ဆိုတော့လေအလုံးထည့်ရှိရမယ်ရံပေါင်းရှိရမယ်ဟုတ်ကဲ့အသက်ရွယ်လည်းငယ်ရွယ်ရမယ်အဲ့လိုမျိုးလည်းရှိတာပေါ့အမောအလိုမဟုတ်ဆိုရင်ခုနပြောလိုအတန်းတော့ရောက်ချင်တယ်ဒါပေမဲ့လူကကျတော့အရန်သေးနေတယ်ပြုနေတယ်ဆိုရင်အသက်ရွယ်ကျတော့လည်း ထွားနိုင်တဲ့အမိလည်းမဟုတ်ဘူးဆိုရင်တော့ဟိုကစားသမားအတွက်လည်းမကောင်းဘူးကျွန်တော်နီးပြားတွေအတွက်လည်းအဆင်ပြေဟုတ်ဒါဆိုတော့ဒါလေ့ကျင့်လို့ပဲရမယ်ပေါ့လေ့ကျင့်လို့ရမယ်ပညာသင်လို့ရမယ်သမားရေးတို့လို့ရမယ်ဟုတ်ကဲ့ဒါပေမဲ့အောင်မြင်တဲ့ဟိုအတန်းမျိုးမျှော်မှန်းတဲ့ကစားသမားတယောက်ဖြစ်ဖို့ဆိုရင်တော့ကျွန်တော်ဟိုအစ်ပောက်တွေအရမောင်းတွေအသက်ရွယ်တွေလိုပဲဟုတ်ကဲ့ဘာလို့ဆိုတော့အဲ့လိုမျိုးပါတဆင်ချင်းတက်သွားမှာကိုတတိယတန်းအဲ့လိုဒုတိယတန်းပထမတန်းအဲ့လိုမျိုးအတန်းတွက်လိုက်ရမှာဟုတ်ကဲ့အဲ့လိုမဟုတ်ဘူးねခုနကပြောတယ်ပေါ့အရင်သေးနေတဲ့ ဟိုကျွန်တော်တို့ချန်ပီယံဖြစ်မဖြစ်နိုင်တော့ဘူးအကူအညီနဲ့ချန်ပီယံမှာကဲဒါဟိုအောင်နဲ့ဒါပြစ်စောစကားပြောခဲ့တာဖြစ်ပါတယ်အဲသူကစားသမားဘဝရုံလုံးပုံမယ်လို့ထင်ပါတယ်ပြီးတော့နီးပြဘဝပြီးတော့ဒီရိုးရလက်ဝိမာဒီကိုရိုင်းကလပ်ဒီဖန်ရှင်တူအနေနဲ့ပေါ့နော်ကစားသမားကောင်းတွေမွေးထုတ်ပြီးခဲ့တယ်အခုလဲဒါအားလုံးမစ်လက်ဝိကလပ်ရဲ့ဒါနီးပြပေါ့နော်ဒါပွိုင်းထုံးနဲ့အတူတွဲပဲနီးပြဖြစ် ဒါလေ့ကျင့်သင်ကြားပေးနေတဲ့ပုံအောင်နဲ့တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့